နော်တီယန်ဖော်ရက်အသင်းဟာအေကွင်းမှာကစားခဲ့တဲ့ယူပါလီပွဲစမှာမစ်ဂျေလန်အသင်းကို၃ဂိုးနဲ့အရေးနေခဲ့ပြီးနောက်အသင်းပြိုင်သက်တွေဟာနီးပြပိုစတီကိုဂလူးကိုထုတ်ပယ်ဖို့တီကျွေးတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။နော်တီယန်ဖော်ရက်အသင်းဟာနှစ်ပေါင်း၂၉နှစ်အကြာမှာပထမဆုံးအဖြစ်ဥရောပပွဲစဉ်ကိုအေကွင်းလက်ခံကျင်းပခဲ့ရပြီးမြေရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။နော်တီယန်ဖော်ရက်အသင်းဟာဒီရှုံးပွဲကြောင့်နီးပြပိုစတီကိုဂလူးလက်ထက်ကစားထားတဲ့၆ပွဲစလုံးနိုင်ွယ်မရရှိသေးတယ်လို့ဒီပွဲတွေမှာအသင်းဟာပေကို၃ဂိုးအထိခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ နော်ဒီယန်ဖောရက်အသင်းရဲ့ရလက်ဆိုးတွေကိုစိတ်ပြတ်နေတဲ့ပိတ်သက်အများစုဟာပြီးခဲ့ရာဒီကစပါအသင်းကိုယူပါလီဖလာရယူပေးနိုင်ခဲ့တဲ့နီးပြပိုစတီယိုဂလူကိုခမရမနေ့ကျရင်အလောက်ကနေထုတ်ပယ်ခင်ရတော့မယ်ဆိုပြီးတီကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ဒါအပြင်ပြိသက်တွေဟာပထမပိုင်းအပြီးနဲ့ပွဲပြီးမှာအသင်းနဲ့နီးပြတွေကိုပြင်းပြင်းထန်ထန်လောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ Nottingham Forest အသင်းဟာ Europa League ဖွင့်ပွဲစဉ်မှာဗတ်တစ်အသင်းနဲ့ငကိုးစီတေးကြခဲ့ပြီးဒုတိယပွဲစဉ်မှာရှုံးနိမ့်ခဲ့တာကြောင့်နှစ်ပွဲကစားပြီးရမတ်တမန်နဲ့အသင်း36သင်းရှိတဲ့အမတ်ပေးစရာမှာအဆင့်25နေရာရပ်တည်နေတာပါ။ Positivo Glue ဟာသူကင်တွေ့ခဲ့တဲ့ပထမဆုံး6ပွဲစလုံးအနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့တဲ့နှစ်ပေါင်း100တွင်ပထမဆုံး Nottingham Forest အသင်းနီးပြအဖြစ်လဲဆိုးရွားတဲ့မတန်ရရှိခဲ့ပါတယ်။ post digo glue ကပရိသတ်တွေရဲ့အတန်ကိုကျွန်တော် ကြားရပါတယ်။သူတို့ဟာပရိသတ်တွေဖြစ်တဲ့အတွက်သူတို့ရဲ့အသင်အနိုင်ရရှိတာကိုမြင်တွေ့ခြင်းပြီးသူတို့ရဲ့ထင်မြင်ချက်တွေကိုဖော်ပြခွင့်ရှိပါတယ်။ဘောလုံးမှာကျွန်တော်ကဘာကူမှမအံ့ဩတော့ပါဘူး။ဒါကိုထိန်းချုပ်လို့မရပါဘဲအသေးအတွက်နိုင်မဲရအောင်လုပ်ပေးဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ကလမ်းကြောင်းမှန်ပေါ်ကိုရောက်နေရလို့ယုံကြည်ပြီးမကြမီမှာနိုင်မဲတွေရရှိတော့မှာပါလို့ပြောခဲ့ပါတယ်။ Nordian Forest အသင်းဟာလာမယ့် Premier League ပွဲစဉ်အဖြစ်ညူကဆယ်အသင်းအင်ဝင်သွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။